ကျွန်တော်ဒီနေ့အတွက်တယောစာလေးတစ်ပုဒ်ကိုဖတ်ပြချင်ပါတယ်ဒီတယောစာလေးကိုတော့ကျွန်တော်ကိုယ်တိုင်ပဲရေးသားထားတာဖြစ်ပါတယ်ကျွန်တော်ရေးသားထားတဲ့တယောစာများစုဟာမြေပြင်ခြေနေတဲ့ချက်လက်များအပေါ်အခြေခံပြီးရေးသားထားတာဖြစ်တဲ့အတွက်တရားရဂိုင်းလုံးတယောစာဆစ်ဆစ်တော့ဖြစ်ချင်မှာဖြစ်ပါလိမ့်မယ်ခင်ဗျာကျွန်တော်ရဲ့ YouTube Channel ကိုအားပေးကြည့်ရှုနေကြသောပြည်ရင်းပြည်ပမှချစ်တော်များနဲ့အတူမြန်မာပြည်သူပြည်သားများအားလုံး ဘေးကင်းကြမ်းမှကြောက်ပါစေဗျာရေတော်ဘုံ အောင်ကိုအောင်ရမည် န့်ခဲတဲ့အေးတချံပွဲနဲ့မဲလုံးရဲ့တပားတီလာမနဲ့ဖြန်တည့်ရဆိုရင်တချံကပြီးပြီဒီတော့ကိုရော်ကြီးစီသွားပြီးတီလာခံယူလို့ဥပုပ်တရင် ဆောက်တည်နိုင်မှုတတ်ချုပ်ကြီးစီခွင်သွားတောင်းအောင်မှာဒီနေ့မှထူးထူးခြားခြားအာယုံ၅ပါးကဖြာပုံနွားများကောက်ရိုးတွေ့သလိုစိတ်တရံမှာကြိတ်မှန်နေမိသူကမဲလုံး အရင်နေ့တွေကတော့တက်ချုပ်ကြီးရဲ့စီစဉ်ညော်ကြချက်အရာမနေ့အမြန်ခွေးမှန်ခင်းနဲ့ခွေးမလန်အေးတချံပွဲဆိုတဲ့ခေါင်းစဉ်နဲ့မြို့တော်ဝင်မန်းတပ်မှာခဲခဲ့ပြီးလီဟမ်ဘေကလာစကီလေးတွေပါလိုက်မလို့စစ်ပိုလ်ချုပ်ကတော့အိုကြီးအိုမတွေငဲမှုပြန်နေပွေမိုးလင်းကလေးကတွန့်ကျင်လို့ဖက်ရှင်မျိုးစုံနဲ့ဝတ်စားစင်ပြီးရောက်လာကြတာငလင်ချင်းနေတဲ့တီဆိုက ခုံနေတာတွေက အပြင်ကိုသတင်းထွက်သွားရင် ငါခွေလုံးလုံးဖြစ်ပြီးဆိုတဲ့တက်ချုပ်ကြီးစကားချောင်းသာအာလုံးမျက်နှာမတမယာဖြစ်ကုန်ကြရတယ်။ဒါဝိမဲ့ဒီပြဿနာကိုဖြေရှင်းလိုက်နိုင်သူကမမကျူဟဲ့အေးထိုင်းတွေကဲနေကြသလိုမျက်နှာမှာတနခါလေးတွေလူပြီးစော့ကြမယ်လီ music ကိုတော့ကိုဖုံးနဲ့ကိုကြိုက်ရာဖွင့်ပြီးကကြတာပေါ့ဆိုမှဗိုလ်ချုပ်ကတော်တွေမှာချိန်နှက်သွားတယ်ဖုံးလို့ပြောပြီးမှ မမကျူကတစုံတစ်ခုကိုသတိရသွားသလိုနဲ့အနီးပတ်ဝန်းကျင်မှာလုံုံရေးယူနေတဲ့စစ်သားတွေရဲ့ဖုံးတွေကိုလိုက်သိမ့်ခိုင်းလိုက်တယ်။ဟဲ့ဘသူ့ဘုံမှာယုံရတာမဟုတ်ဘူး။တော်ကြာဓာတ်ပုံတွေလိုင်းပေါ်မှာပြလူပြန်လာမှဖြင်းနဲ့မမကျူပြောတာလည်းဟုတ်တာပဲ။လူတွေကတစိတ်ကိုတအိတ်လှုပ်ချင်ကြတယ်။တိုင်းပြည်ကိုကျူးကျော်နေတဲ့နေချက်တိုင်းရင်သားလက်နက်ကင်ဖွဲ့တွေနဲ့ PDF တွေရဲ့ရန်ကနေဆွတ်ဆွတ်တမန်ကာကွယ်ပေးနိုင်မှု ဖျားရှင်လက်ထက်ကဆွေတော်မျိုးတော်တွေဖြစ်သူတရုတ်ရုရှားတို့ရဲ့အကူအညီနဲ့စစ်ပေါ်ချုပ်ကြီးတွေခမနေမနာညာမအားနဲ့ပင်မနေရှာကြတာဒီကြတဲ့ငလင်ဘေးစိုးကြီးကပါဝင်လာတော့ဘိုလ်ချုပ်ကြီးများနဲ့တပ်မတော်သားတွေခမမနဲ့ဖျားညာမှာဘာဆိုတဲ့ထုံးကိုနှလုံးမူ၍နေဘက်တွေမှာဗေရင်မေးရေရာချေဖျားဆောင်ပတ်ပြီးစူတောင်းရညရောက်ပြန်တော်လဲ တနေ့လုံးလောက်ရခံရနဲ့နာကျင်ကြိုက်ခဲတာတွေကိုပြေလျော့စေဖို့ဘားတွေကိုတော့ပြီးစိတ်ဖြေရတယ်။ဒါတွေကိုပြည်သူတွေကတော့တေချာနားလည်မယ်မထင်ဘူး။သူတို့တွေမှလည်းခံစားရတဲ့နှလုံးသားပါလာပါတယ်။နိုင်ငံတကာကပို့လိုက်တဲ့ကေသေးပစ္စည်းတွေနေပြည်တော်ကို ရောက်လာတဲ့နေ့ကဆိုရင်မမကျူမဝမ်းတာပီတိဖြစ်ရလွန်းလို့တညလုံးတောင်အိတ်မပြောနိုင်မှုတွေ။သူ့လိုပဲတခြားစစ်ဘိုလ်ချုပ်ကြီးကြော်တွေကလည်း ပစ္စည်းတွေထားရကိုတော်ကို မကြာခဏလာကြည့်ကြတယ်။ပစ္စည်းပုံကြီးကခြေရလက်ရမပြည့်ရှိနေမှသာ စိတ်ပူပန်နေတာတွေရော့တော်ပြီးတပြင်းချပြန်သွားကြတာ။ဒါကိုမီဒီယာတချို့ကပုတ်ခတ်ရေးသားနေကြသေးတယ်။နိုင်ငံတကာကကေဒီပစ္စည်းတွေငလင်ဘေးတင်ဒေတာတွေစီကို အခုထိမရောက်သေးဘူးလေ။ဘယ်ရောက်အောင်မလဲ။အခုလိုပြန်လေထူထောင်ရေးကာလမှာ တံပိုးကြီးနိုင်ငံခြားဖြစ်ကယ်ဆယ်ရေးပစ္စည်းတွေကိုသာဝေပေးလိုက်ရင် ပြည်သူတွေတေချာပေါက်အကျင့်ပြတ်ကုန်ကြလိမ့်မယ်။ပြည်သူတွေရဲ့လိုအပ်ချက်တွေကအဆမတန်မြင့်တက်နေတာမို့မဖြစ်မနေပေးရမယ်ဆိုရင်တော့ဟိုးရုံကပြည်ရင်းစက်မှုဝန်ကြီးဌာနဝန်သူစားတို့ပစ္စည်းလက်ကျန်တွေကို အချို့ကျစနစ်နဲ့ခွဲဝေပေးဖို့စိတ်ကူးရှိပါတယ်လို့တက်ချုပ်ကြီးကပြောထားတယ်လီ။ဦးမော်လာတဲ့တိုင်းပြည်ရဲ့စီးပွားရေးဟာ အခုလိုအလေးအလွတ်မရှိအောင်ထိမ့်သိမ်းထားနိုင်သူတက်ချုပ်ကြီးရဲ့လက်ထက်မှာဇက်တောင်ပြီးမျက်ဖြူစိုက်လာတဲ့အထီကိုအောင်မြင်လာတာကိုလည်းခမရတို့မျက်မြင်ကိုရွေမဟုတ်လားပြောမယ်ဆိုရင် ပြောစရာတွေကအများကြီးဒါပေမဲ့ထားလိုက်ပါတော့လေတော်ကြာကုန်းငချင်ကိုချင်းနဲ့ထင်နေကြအောင်မေဒီချင်းဆိုရင်တော့မွန်လွယ်ပိုင်းတစ်ဖက်တက်ချုပ်ကြီးအနာယူနေမှာပဲဟုတွေးရင် မဲလုံးတယောက်စေယုံကြုံနဲ့မလန်မကန်းရှိတက်ချုပ်ကြီးအိမ်နဲ့တော်ကြီးစီတို့ခြိတက်ခက်လေတော့သည်အဖကျွန်တော်မဲလုံးမှာဝင်ဝင်းပြူပါခမောင်ဟူ၍တကောက်ခောက်ရင်အတန်ပြူလိုက်တော့ဝင်ခဲ့လေဟူသောအတန်တိုးတိုးကထွက်ပေါ်လာသည် တကောက်ကိုအသာတွန့်၍မဲလုံးဝင်လိုက်လေတော့ရုတ်တရက်ဆိုရင်အခန်းတွင်း၌ခွေးရကောင်ကြောင့်တမီးမရှိသလိုတိတ်ဆိတ်ငြိမ်သက်နေ၏တေချာတရီထား၍ကြည်မာသာလျှင် ပွဲထိတ်တွင်ထိုင်နေသောတက်ချုပ်ကြီးကိုတွေ့ရလေသည်။ကျမ်းပြင်ကိုအကြောင်းမဲ့ငေးဆိုင်ကြည့်နေရင်ခေါင်းငိုက်ဆိုင်ချ၍ထိုင်နေပုံမှာတုတ်တန်ဝါကလထကြီးလိုလိုမဲလုံးမှာခြေနေကိုတစ်ချက်ကဲခတ်လိုက်ပြီးနောက် မတွေ့ရတာနေတစ်ပိုင်းမှရှိသေးတယ်။ပိန်သွန်းလိုက်တာဖရဲဟူ၍လေပြေသွေးလိုက်သောအခါ အရင်လိုဆဲဖို့ဆိုဖို့ကိုတောင်မေ့ော်နေပုံရသောတက်ချုပ်ကြီးမှာ ဖြင်းညင်းစွာကောင်းမော့လာ၍ အဆက်ဆက်မရှိသောစကားတခွန်းဖြင့်တုံ့ပြန်လိုက်၏အိတ်ဖောင်းလို့ဆိုပြရင်ဘဝဟာ okay ပဲလို့ငါယူဆထားခဲ့မိတာအခုတော့စိတ်ထောင်းလို့ကိုကျေနေပြီမဲလုံးကြီးတနေ့တနေ့စိတ်ဖိစီးမှုတွေနှိပ်ဆက်လွန်တော့အိတ်ပြတဲ့ညတွေကရှည်နေပြီကွာမလုံရဲတော့ဘာမှမရှိဘူးဆိုသူတတ်ချုပ်ကြီးရဲ့နှုတ်မှအခုလိုစကားမျိုးထွက်လာတော့မဲလုံးအံ့အားတင့်သွားမိသည်ဘာရီများစွရင်ပူမှန်နေတာလေအဖ အခုဆိုရင်အနေထားကကို့ဘက်မှာ ရွှေကြောင်းဖြစ်လာပြီမဟုတ်လားပါရမဲလုံးရဲ့မိကုံးကိုနားထောင်ပြီးတတ်ချုပ်ကြီးမှာခေါင်းကိုဖြင်းညင်းစွာခါရမ်းလိုက်၍အဝေးသို့ရီဝီစွာငေးကြည့်နေရင်မထင်မှားနဲ့မဲလုံးရာအခုလာရှိုးကိုငါတို့ပြန်ရလိုက်တယ်ဆိုတဲ့ကိစ္စကိုပဲကြည့်ကြာတနာမှနွားချမ်းသာရရတဲ့ဘဝမျိုးပြင်းတော့လေဒီအတိုင်းအေးဆေးပြီးတော့မယ်လို့မင်းထင်နေလား အခိုက်တန့်လေးမှစိတ်အေးချမ်းရမလို့ရှိသေး။ဒူးဝါတွေက အင်းတော်ကိုသိမ်းအောက်ချင်းငယ်တွေက ဖလန်းမြို့မှာတွန်ကျူးနေပြန်ပြီ။အခုလဲတဆင့်တက်လာပြန်ပြီ။တီးတိန်ကိုသိမ့်ပြင်းရင် ချင်းညီနောင်ဖွဲ့ကစကိုင်းနဲ့မကွေးဘက်ကိုကူညီအားဖြင့်ထိုးစစ်ဆင်မလေ။ရမခါတာမပါရင် လာရှိုးဟာလဲမြို့တမြို့ပဲမဟုတ်လား။နှကောင်ကျွေးပြီးတကောင်လေးပြန်ဆရတာတောင်းအမိကန်အုတ်ချုပ်ရေးနေတယ်လားကွာ။ ဒီကြတဲ့ဟိုအိုင်စီစီကကောင်တွေကတမောင်းမဲလုံးမှာခိုး၍ရှိုက်လက်မိသောတပြင်းကိုအตาချိတ်ပြီးပြန်လဲမျိုးချလိုက်ရဤတကယ်တမ်းကြတော့လေတက်ချုပ်ကြီးပြောနေတာတွေအားလုံးကအမှန်တွေပင်ကိုကန့်တွေကိုတယုံနဲ့တဲပေးပြီးလာရှိုးကိုကျွန်တော်တို့ပြန်ယူထားသေးတာပါပါချင်းတွေကိုလည်းအိန္ဒိယနဲ့တဲပေးပြီးမြို့တွေပြန်ယူကြတာပေါ့ဟိုတယ်လောကမီဒိုရန်လွတ်တော်အမှတ်ပြောခဲ့ဘူးသလို့ မတက်တာတဲ့အဆုံးတော့အိန္ဒိယကိုမြေနဲ့နဲ့ပေးလိုက်တော့ပေါ့ပီရက်တွေကိစ္စလဲညစ်မနေပါနဲ့ဗျသူတို့ကမြမာတွေများတော့နှစ်ယောက်ရှိရင်ကိုလေးဘွက်ကွဲနေကြတာတူမတူတဲ့အည်ချင်းခိုင်မာတဲ့တန်ဋိဌံကောင်းမွန်တဲ့စိတ်ဓာတ်နဲ့ပြည့်ဝတဲ့ခေါင်းဆောင်မျိုးမပေါ်လာမချင်းပီရက်တွေကိုစုစည်းနိုင်မှုအချိန်ကြာအောင်မှာဘာမှစိုးရင်စရာမရှိဘူးဘာအကြောင်းနဲ့မှစိုးရင်စရာမရှိပါဘူးတတ်ချုပ်ကြီး ပြည်သက်တွေကရွာထဲမှာနေပြီးရက်ဝင့်နဲ့စစ်တပ်ကိုတိုက်ခိုက်တယ်။စစ်တပ်ကပြန်တိုက်ရင်ရက်သားဖြစ်သွားတယ်။ဒါတွေဟာပြည်သက်တွေရဲ့တာဝန်ပဲဖြစ်တယ်ဆိုပြီးကျွန်တော်သတင်းထုတ်ပြန်လိုက်မိ။နောက်ပြေတော့ ICC မကလို့ ICT ပဲဖြစ်ဖြစ်ကျွန်တော်တို့စစ်တပ်အနေနဲ့ကငြိမ်းချမ်းရေးနဲ့ပြည်သူလူထုကာကွယ်ရေးကိုအထူးအာရုံထားပြီးလှုပ်ဆောင်နေတာဆိုပြီးဘန်ကောက်မှာမလေးရှားဝန်ကြီးချုပ်နဲ့တွေ့တဲ့အခါပြောလိုက်ပါပါ မဲလုံးရဲ့ခွန်အားပေးစကားတွေကြောင်းဖြူဖက်ဖြူရော်ဖြစ်နေသောတက်ချုပ်ကြီးရဲ့မျက်နှာမှာသွေးရောင်အနှဲငယ်လွှမ်းလာလေ၏ဒါနဲ့လာရင်ကိစ္စကဘာများတော့မဲလုံးရအခုမှပဲလူရင်းရောက်တော်တယ်ဟုမဲလုံးတွေးလိုက်ပြီးနောက်ဒီလိုပါပါတနစ်တခါခါရင်းလေးမှုလက်ကြံရက်တွေကိုဝစီဘိတ်ကိုတော်ကြီးစီတော်ပြီး ဥပုပ်တီလာလေးစောက်တီခြင်းလို့ပါပထမတက်ချုပ်ကြီးပြုံးသည် ထို့နောက်တခွိခွိအတန်ထွက်လာသဖြင့်ပါဇက်ကိုလက်ဖြင့်အုပ်လိုက်သည် နောက်ဆုံးမှာတော့တဟာဟာအော်ဟစ်ရီမောလိုက်သဖြင့်မဲလုံးစိတ်ထဲမှာအောင့်တက်တက်ဖြစ်သွားရသည်ခွန်ထိုးခွန်လန်ရီမောလိုက်ပြီးနောက်အတန်ကြာမှတက်ချုပ်ကြီးကအေးပါအေးပါငါခွင့်ပြုပါရယ်ဒါနဲ့ညနေပိုင်းကြာရင်တော့တရင်ထုတ်ပြန်ချက်တခုတော့ပြော့ပြီးခဲ့ပါအောင်မဲလုံးခမရဝစီဘိတ်ကိုတော့စီတို့အမြန်ပြေးရလေတော့သည်တီလာကရကျင်လာပြီလီ အရှင်ဖေယားတပည့်တော်ကိုတီလာပေးပါဖေယားဆိုတော့ဝစီဘိတ်ကြီးကလက်သုံးချောင်းထောင်ပြလိုက်တော့မဲလုံးမှာရုတ်တရက်လန့်ဖြတ်သွားရသည်အနာရှိဘာသာပြန်ဖုံကြီးမှမကြောက်ပါနဲ့တကားကြီးရှစ်ပါးတီလာလာလို့မင်းနေတာဟိုပက်လက်ငါးချောင်းမှာထောင်ပြထားတယ်လေဟူ၍ရှင်းပြတော်မှာမဲလုံးစိတ်ကိုဒုံဒုံချနိုင်လေ၏ထို့နောက်ဆရာတစ်ပည့်နေအောင်သားဈေးခေါ်လိုက်စစ်လိုက်နဲ့နောက်ဆုံးတွင် မဲလုံးတေတာဘုတ်ထိမ့်နိုင်မိတီလာတပားနှင့်သာအလုတ်ဖြစ်သွားလေသည်တီလာယူပြီးတိတ်မကြတတ်မတော်သတင်းမမှန်ပြန်ကြားရေးဝင်ကြီးဌာနမှတဆင့်မဲလုံးကအောက်ပါအတိုင်းထုတ်ပြန်ကြေညာလိုက်လေသည်အေပြီလ၂ရက်နေ့မှာအေပြီလ၂၂ရက်နေ့အထိငလင်ဘေးကူညီရေးအတွက်အပြစ်ခတ်ရစဲထားတော်လေ KIA KNU နဲ့ပြည်ထောင်များပါဝင် တိုင်းရင်းသားများနဲ့လက်နက်ကင်တပ်ဖွဲ့များက စစ်တပ်စခန်းများကိုတိုက်ခိုက်နေကြောင်းစစ်တပ်ကကြံကာလအပြစ်ခတ်ရစဲရေးကိုကြီးညာထားတော်လေတိုက်ခိုက်ခံနေရကြောင်းဒါပေမဲ့ငလင်ကမြေကြီးပေါ်မှာလှုပ်တာဖြစ်တဲ့အတွက်မြေပြင်ကတိုက်ပွဲတွေကိုပြစ်ခတ်ရတာပဲအကျုံးဝင်မိဖြစ်ကြောင်း ဝေဟင်နဲ့ငလင်မသက်ဆိုင်သည့်အတွက်လေကြောင်းကနေပုံကျဲမှုများကိုတော့ဆက်လက်၍လှုပ်ဆောင်သွားမည်ဖြစ်ကြောင်းဒီတော့တိုင်းရင်းသားလက်နက်ကင်တပ်ဖွဲ့တွေနဲ့ပြည်ရက်တွေအနေနဲ့ လေရင်နဲ့ပဲပြန်ပစ်လို့ရချောင်းထိုကဲ့သို့ထုတ်ပြန်ကြညာချက်ပြီးမှာပဲမဲလုံးတယောက်မိုက်ကိုပိတ်လောက်ချီ၍နှုတ်မှတီရိုရေရွတ်လိုက်ပုံကမုသာဝါဒဝေရာမဏိတိတ်ခဗရန်တမာရိယာမိဟုတတိဝေ